ရဟန်းရှင်နဲ့ရေခဲတော်ထီသွားရတာချင်းတူပေမဲ့ဝတ်မုံရွှေရင်ရဲ့ဓာတ်ပုံတွေလိုမခံနိုင်တဲ့ဟဲဝိရန်ရဲ့စုပြည့်သစိန် မကြခင်မှာကျင်းပတော့မယ့်လက်ထပ်မင်္ဂလာပွဲလေးမကျင်းပခင်ပရီဝဒင်ထွက်တပ်ပုံကိုဝမ်မုံရွှေရီတို့စုံတွဲလေးတိုင်းရှေခဲတောင်ထီရှမ်းရှင်နေသွားပြီးအကုန်ကြခံရှိုက်ကူးခဲ့ကြတာကတော့ဟင်းဝရနဲ့စုပြည့်သစင်တို့စုံတွဲလေးပါတခြားသောနည်းပညာရှင်မင်းသားမင်းသမီးတွေလို့ရှေခဲတောင်ထီမိုင်းစားတပ်ပုံတွေရှိုက်ကူးဖို့အတွက်တွားရောက်ခဲ့ကြပြီးမယ်ထွက်လာတဲ့ရလန်အနေနဲ့ကတော့ထင်သလောက်ခံနာမနေပဲတာမန်တပ်ပုံဆရာတွေနဲ့ရှိုက်ကူးထားတဲ့တပ်ပုံတွေကိုကြည့်နေရတယ်လို့ဖြစ်နေခဲ့တာပါ အလုံးလေးသိကြတဲ့အတိုင်းဒီနေ့ရဲ့ဘလိန်ခံရဆုံးစုကိုရရှိထားခဲ့တဲ့ဟိဝီယန်ရဲ့စွပြစ်သစင်တို့ကတော့တခုမဟုတ်တခုမယုံနိုင်အောင်ပါပဲအခုလည်းမင်္ဂလာပွဲလေးကျင်းပကြရတော့မှဆိုပေမဲ့လည်းဘလိန်ခံနေရတော့မှပဲလူတွေရဲ့တန်ရှင်းကိုရထားကြပေမဲ့လည်းမထုံမနှမ်းဖက်ရှင်ကြောင့်နာမည်ရလာခဲ့တဲ့တောက်လျှောက်ကတော့လူပြောစရာဖြစ်နေကြတာပါ ဟိဝဲရဲ့နည်းစုပြည့်တဲ့စင်တို့နဲ့အောင်ထွေးနေပြီဆိုတဲ့သတင်းတွေထွက်လာတဲ့ချိန်ကစလို့ဆိုရှယ်မီဒီယာပေါ်မှာမထက်မထားလောက်သတင်းမှန်သမျှမှာပိုးဆွဲထားတဲ့နေရာမရှိတဲ့ဇုံတွဲလေးဆိုရင်မမှားပါဘူး။အစောပိုင်းမှာတော့မင်းသမီးစုပြည့်တစင်းကရုပ်ရည်ချောမောက်သူဖြစ်ပါလေနဲ့ဖက်ရှင်တွေကကွမ်းလွမ်းတာကြောင့်တော်တော်လေးကိုဝေဖန်ခံခဲ့ရတာပါတချို့ကလည်းစုပြည့်တစင်းကဖက်ရှင်ချိန်စာမိနေတာလားလို့တောင်မေးယူရတဲ့ချိန်ပါပဲ ဆိုဖီယက်စင်ရဲ့ကိုလုံးကိုပေါက်ကခက်ပြပြပုံစံနဲ့အရှင်လေးပုံနေတာကြောင့်အဝေးစားကူတေချာနေရွေးချယ်ပြီးဝတ်တင်ကြောင်းနဲ့အများကစံညာနေပေးနေခဲ့ပါတယ်။ဟိဝီယန်နဲ့ဆိုဖီယက်စင်တို့ရွှေဆိုင်ဖွံ့ဖွဲကန်နာရီမှာတော့တော်တော်လေးကြည်ကောင်းပြီးဖက်ရှင်နေလဲတော်လီမိုင်းနေခဲ့တာပါ။ဒါပေမဲ့လည်းသူတို့ညောင်ရဲ့မင်္ဂလာပွဲလေးကျင်းပခန်းကြီးချိန်မှာတော့ဆိုဖီယက်စင်ရဲ့ဖက်ရှင်တွေကအဆင်မပြေဖြစ်လာခဲ့တာပါ။ ဟိဝိယံကစွပြည့်တစင်လက်ထက်ခွင့်တောင်းတဲ့ပွဲလေးကိုတည်တံ့စီစဉ်ပေးတဲ့နေ့ကစွပြည့်တစင်ဝင်လာတဲ့ခံဝင်ကတော့ချက်ချင်းတော့တဲ့တူလုံးတလောကလုံးဝါဟာရကိုခံခဲ့ရတဲ့ဖြစ်ပျက်လေးကတော့အလုံးလေးတည်ချာမှာပါအထာနဲ့သွားတဲ့စွပြည့်တစင်တို့ညီမတွေကတော့နမဲကြီးတဆိုင်နာမိုးကုတ်ပေါပေါလက်ကိုအပ်လိုက်တော့မှာပဲအရန်ကိုဆင်းပြေးသွားတဲ့အပြင်စွပြည့်ရဲ့ငကူရှင်ရင်ဆွဲလာကိုပါပုံလွင်သွားစေခင်တာပါ အခုတော့ fashion ကစင်ပြေသွားခဲ့ပြီဆိုပေမဲ့လည်း pre-wedding တပ်ပုံကိုဝမ်းမောက်ရွှေရွှေစုံတွဲကို inspire ယူပြီးရှိုက်ကူးခဲ့ပေမဲ့လည်းဂွန်းဒီတုံမှာပဲနာမည်ကြီးမင်းသမီးဝမ်းမောက်ရွှေရွှေစုံတွဲလေး pre-wedding တပ်ပုံရှိုက်တုံးကဆိုရင်ရေခဲတော့မှာရှိုက်ကူးခဲ့ကြပြီးတော့တကယ်ကိုကြီးကျယ်ခမ်းနားတဲ့ရိုက်ချက်တွေနဲ့မိမိုက်နေခဲ့ကြပြီးတော့ပရိသတ်တွေကတော့လှလုံးလို့တန်တားဖြစ်နေခဲ့ကြတာပါ မင်းသမီးဝမုံချွေတို့ဇနီးမုံနဲ့ရဲ့ပုံရိပ်တွေကစာငိမ့်ချတဲ့ပုံစံလေးနဲ့အားလုံးရဲ့ရှင်နေမှာတမျိုးစမ်းပြတဲ့ခန်းစားချက်တွေကိုရရှိခဲ့ကြတာအမှန်ပါ။ဒါပေမဲ့လည်းခုလက်ရှိဟင်းဝီယန်တို့ဆုံတွဲလေးကတော့ရဟရင်ကြီးနဲ့တကူးတကသွားရောက်ရှိုက်ကူးခဲ့ကြပေမယ့်တာမန်ချစ်စရာကောင်းတဲ့ပုံရိပ်တွေပဲထွက်လာခဲ့တာပါ။ပါမလေးမထူးချမစမ်းပြတဲ့အပြင်ဟင်းဝီယန်ကစောင်းရသေးရှောင်းနေပြီးစိုးပြေကနွေရာသီမှာချက်နေခဲ့တာကြောင့်သူတို့ရဲ့ဖက်ရှင်ကလည်းတယောက်နဲ့တယောက်ကြီးမကိုက်ပါဘူး။ တချို့သောပြိဿကြီးတွေကတော့မင်္ဂလာပွဲတွင်ဟင်းဝင်ရနှွေအမိုက်ဆာဖက်ရှင် အမိုက်ဆာရဲ့ချက်တွေနဲ့ပရီဝက်တင်တပ်ပုံတွေကိုမြင်ချင်နေကြပေမဲ့လည်းအခုပုံတွေကတော့ဂျမနိုင်း AI နဲ့လုံချံရိုက်ကူးထားတာလားလို့မိကိုနေထုံလာကြပါပြီ။အခုတင်ဆက်ပေးသွားတဲ့ကြောင်းရလေးနဲ့ပတ်သက်လို့ပြိဿကြီးတွေအမြင်ကရောဘယ်လိုမျိုးမထူကွဲပြားလဲဆိုတော့ကို comment အောင်မှာပြောပြပေးသွားကြပါအောင်ရှင်။